ဖုန်းလေးတစ်လုံးနဲ့ဗီဒီယိုတီးဖြတ်တဲ့ယုံနဲ့ကျိုးတွေဒေါ်လာရာထောင်ချီရှာလို့ရနေပြီဖြစ်တဲ့အတွက်ဒီနေ့ဗီဒီယိုမှာဆိုလို့ချင်းကက်ကက်အသုံးပြုတဲ့နီလန်းကို ပြောပြပေးမှာဖြစ်ပါတယ်အဲ့တော့ကျိုးတွေကက်ကက်ကိုစဖွင့်တဲ့ချိန်ကစပြီးတော့ကျွမ်းကျင်တဲ့စကေးတီအောင် lesson 1 2 3အနေနဲ့ရှင်းပြပေးသွားမှာဖြစ်တဲ့အတွက် အမြဲတမ်းစောင့်ကြည့်လို့ရအောင်ကျွန်တော်ရဲ့ page လေးကို follow လေးလုပ်ပေးထားပါ YouTube channel လေးကိုလည်း subscribe လေးလုပ်ပေးထားပါလို့ပြောချင်ပါတယ်အဲ့တော့မိတ်ဆွေတို့ဖုန်းထဲမှာရှိတဲ့ကက်ကက်ကိုဖွင့်လိုက်ပါအဲ့တော့ကျွန်တော်ကတော့ကက်ကက်ကိုလာစင်ကြီးနဲ့ကျုပ်တွေဝယ်တုံးထားတာဖြစ်ပါတယ်ဖွင့်လိုက်တယ်ဆိုလို့ရှိရင်ကက်ကက်မှာအခုလိုပုံစံမျိုးကျုပ်တွေမြင်တွေ့ရမှာဖြစ်ပါတယ် auto cut တွေရှိမယ်ပြီးလို့ရှိရင် retake လုပ်တာတွေရှိမယ်ပြီးလို့ရှိရင်တော့ဂျိုးတွေက auto caption တွေရှိမယ် active editor တွေရှိမယ် ပြီးလို့ရှိရင် remove background တွေ camera တွေနောက်တစ်ခုက recording လုပ်တာတွေပေါ့နော်အများကြီးရှိမယ် AI နဲ့ပတ်သက်တဲ့ဟာတွေလည်းကျွန်တော်တွေရှိပါတယ်ဒါကြောင့်ကျွန်တော်တို့ကဒါ auto ကိုဖွင့်လိုက်တယ်ဆိုလို့ရှိရင်သူ့ရဲ့ true အုပ်စုအားလုံးကိုကျွန်တော်တွေမြင်တွေ့ရတာဖြစ်ပါတယ်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ကျွန်တော် new project အနေနဲ့စပြီးတော့သွားပါမယ်အဲ့တော့ new project ကိုကျွန်တော်နှိပ်လိုက်ပါမယ်။ new project ကိုနှိပ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီပါ video လေးတွေ ထည့်ပေးရမှာဖြစ်ပါတယ်ကိုတီးဖြတ်မဲ့ဗီဒီယိုတွေကိုအရင်ဆုံးဆွဲပြီးတော့ထည့်ပေးလိုက်ပါအဲ့တော့ကျွန်တော်တို့ဗီဒီယိုကိုထည့်မှာဖြစ်တဲ့အတွက်ဒီမှာကျွန်တော်ကဒီဗီဒီယိုကိုကျွန်တော်ရေးလိုက်ပါမယ်အာဒီဗီဒီယိုကိုရွေးပြီးွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်ဟာကိုထပ်ပြီးတော့သွားမလဲဆိုလို့ရှိရင်ဒီမှာအောက်မှာရှိတဲ့ Astra လေးကိုနှိပ်ပေးလိုက်ပါရတယ် အကြောင်းရင်းကိုကျွန်တော်အဆရာကိုနှိပ်ပြပါပြီဆိုလို့ရှိရင်ဒီကဒီမှာဒီဗီဒီယိုကို platform တွေ interface တွေရောက်ဖို့အတွက်ဒီမှာတော့ရတယ်ဆိုတော့ mobile phone နဲ့တလဲကွန်ပျူတာနဲ့တလဲခဏဆောင်ပေးရမှာဖြစ်ပါတယ်။ Okay ဒါဆိုလို့ချင်းကျွန်တော်ရဲ့ဒီကက်ကက်ရဲ့ interface တွေကိုရောက်လာပြီဖြစ်ပါတယ်။ရောက်လာပြီဆိုလို့ချင်းကျွန်တော်ဒီမှာဘာတွေမြင်ရလဲဆိုလို့ချင်းဒီညာဘက် အပေါ်မှာဆိုလို့ရှိရင်ကျုပ်တို့တိထားရမယ် export ထုတ်တဲ့နေရာရှိမယ်ပြီးလို့ရှိရင်တော့ကျုပ်တို့မှာ AI extra AD ဆိုတာပေါ့နော်အကောင့်နဲ့ကျုပ်တို့ကအဲ export ထုတ်ခြင်းလည်းရတယ်ပေါ့နော်အကောင့်နဲ့ export ထုတ်ခြင်းလည်းရတယ်ပြီးလို့ရှိရင်တော့ကျုပ်တို့တွေကဒီနေရာမှာအဲစကွင်ကိုအကြီးချဲ့ပြီးတော့ကြည်တာရှိမယ်ပြီးလို့ရှိရင်သူ့ရဲ့ဒီမှာ time ပေါ့နော်သူ့ရဲ့ဒီ video ရဲ့ time တွေရှိမယ်ပြီးလို့ရှိရင်တော့ကျုပ်တို့ဒီမှာ audio ထည့်တဲ့နေရာရှိတယ်ပြီးလို့ရှိရင်ဒီမှာ timeline ရှိမယ်ပေါ့နော် timeline တွေရှိမယ် โอเคပြီးွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာဆိုလို့ရှိရင် active တွေရှိမယ်ပြီးလို့ရှိရင် oleo တွေရှိမယ် test တွေရှိမယ် overlay တွေရှိမယ်ပေါ့เนาะအဲ့တော့ဒီ tool တွေကလည်းကျွန်တော်တွေ၃ရင်းဆွဲရင်းနဲ့ပဲကျွန်တော်ထပ်ပြီးတော့ပြောပြပေးသွားမှာဖြစ်တယ်ပေါ့เนาะအဲ့တော့ undo နဲ့ redo ကျွန်တော်တွေအဓိကပေါ့เนาะဒီမှာဆိုလို့ရှိရင်ပြီးလို့ရှိရင်ဒီ video တစ်ခုကိုကျွန်တော်တို့တွေကအဲမလိုချင်တော့ဘူးဆိုလို့ရှိရင်ဒီမှာပေါ့เนาะဒီကောင်လေးကိုနှိပ်ပြီးတော့ကျွန်တော်ပြန်ပြီးတော့ထွက်နိုင်တယ် โอเคเนาะအဲ့ဒါဆိုလို့ရှင်ကျွန်တော်တို့ကဟုတ်ပြီဒီမှာဆိုလို့ရှင်ဒါဗီဒီယိုတစ်ပုတ်ပေါ့เนาะတစ်ပုတ်ထည့်လိုက်ပြီဒီဗီဒီယိုတစ်ပုတ်ရဲ့မိနစ်ပေါ့เนาะဗီဒီယိုတစ်ပုတ်ရဲ့ကြာချိန်ဒီ10မိနစ်ရှိပါတယ်เนาะ10မိနစ်မပြည့်ဘူးကျွန်တော်တို့58ရှိတယ်ပေါ့เนาะ58အဲဒီမှာဆိုလို့ရှင်သူကဒီကောင်ပါမှ10မိနစ်ပေါ့เนาะဒီကောင်ပါမှ10မိနစ်โอเคเนาะโอเคအဲ့တော့အဓိကကျွန်တော်တို့ဒါဆိုလို့ရှင်ဗီဒီယိုတစ်ပုတ်ထည့်လိုက်ပြီပေါ့ဗျာ ထည့်ပြပါပြီဆိုလို့ရှိရင်နောက်ထပ်ဗီဒီယိုတစ်ခုကိုကိုကထပ်ပြီးတော့ထည့်ခြင်းတယ်ပေါ့နော်ထည့်ခြင်းတယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာအဝိုင်းအအပေါင်းလက္ခဏာလေးရှိတယ်နော်အိုင်ကောင်လေးကိုကျွန်တော်နှိပ်လိုက်ပါအပေါင်းလေးကိုနှိပ်လိုက်အပေါင်းလေးကိုနှိပ်လိုက်ပြပါပြီဆိုလို့ရှိရင်ကျွန်တော်ထပ်ပြီးတော့ဒီမှာဒီဗီဒီယိုလေးကိုထပ်ပြီးတော့ထည့်လိုက်ပြီးပါပြီဆိုလို့ရှိရင်ကျွန်တော်ကဒီမှာအက်စ်ထရာလေးကိုနှိပ်လိုက်ပေါ့နော်ဗီဒီယိုလေးအက်တစ်လုပ်ပြီးတော့ဝင်ဝင်ရှာလို့ရတယ် အဲ့တော့ဒီနေရာမှာလဲကျွန်တော်တို့ကခဏစောင့်ပေးရမှာဖြစ်ပါတယ်เนาะအဲ့တော့ mobile phone နဲ့လုပ်တယ်ဆိုလို့ရှိရင်တော့အခုလိုလေးကျွန်တော်စောင့်ပေးရမှာဖြစ်ပါတယ် okay ဒါဆိုလို့ရှိရင် okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဗီဒီယိုဒါနှစ်ပုတ်ဖြစ်သွားပြီပေါ့ဗျာနော်ဗီဒီယိုနှစ်ပုတ်ဖြစ်သွားပြီအဲ့တော့ဒီနေရာမှာကျွန်တော်တို့ကဗီဒီယိုတစ်ခုနဲ့တစ်ခု frame ကမတူနေဘူးเนาะတစ်ခုနဲ့တစ်ခု frame ကမတူနေဘူးဒီကောင်ဆိုလို့ရှိရင်ကျွန်တော်တို့ ဒီကောင်ဆိုလို့ရှိရင်66ပေါ့နော်66ဆိုင်နဲ့ကျွန်တော်တို့ရိုက်ထားတာဖြစ်ပါတယ်ဒီဘက်ကကောင်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒါ669ဆိုင်နဲ့ကျွန်တော်တို့ရိုက်ထားတာဖြစ်ပါတယ်เนาะအဲ့တော့69 ratio နဲ့960 ratio ဆိုပြီးတော့ကျွန်တော်တို့ ratio နှစ်ခုဖြစ်နေတယ်เนาะအဲ့တော့ ratio နှစ်ခုအခုလိုမျိုးဖြစ်နေတယ်ကျွန်တော်တို့ကိုယ်ကစဉ်းစားရမှာကဗီဒီယိုတီးဖြတ်ကိုကိုလောက်တော့မယ်ဆိုလို့ရှိရင်ဗီဒီယိုအပ်ဒိတ်တစ်ခုဟာလာဗီဒီယိုတစ်ပုဒ်ကိုဖန်တီးမယ်ဆိုလို့ရှိရင်ကိုက ဘယ် frame ကိုကိုသုံးပါလဲအဓိကစဉ်းစားရမှာပေါ့နော်ဘယ် frame ကိုသုံးပါလဲကိုဘယ် platform မှာတင်ပါလဲပေါ့နော်အဲ့တော့ TikTok မှာတင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့က OK ပေါ့နော် 960p ratio နဲ့အဆင်ပြေတယ်ဒါပေမဲ့ကျွန်တော်တို့တွေက Facebook မှာတင်မယ်ဆိုလို့ရှိရင် 960p ratio နဲ့အဆင်မပြေဘူးအဲ Facebook ရဲ့ frame ဒီကျွန်တော်တို့ 1 way show 1သို့မဟုတ်ကျုပ်တွေက4 way show 3ပေါ့နော်အဲဒါမျိုးကျုပ်တွေလက်ခံတယ်နောက်တစ်ခုက69 ratio ကျုပ်တွေလက်ခံတယ်ပေါ့နော်အဲ့တော့ကိုဘယ် platform မှာတင်ပါလဲပေါ့နော်ဘယ် platform မှာတင်ပါလဲကျုပ်တွေအာကိုတင်မဲ့ platform ကိုကိုကရွေးချယ်ထားပြီပေါ့နော်ဟုတ်ပြီကျွန်တော်ဆိုလို့ရှိရင်တော့ YouTube နဲ့ Facebook မှာတင်တယ်ပေါ့နော် YouTube နဲ့ Facebook မှာဆိုလို့ရှိရင်ကျွန်တော်တို့ကဝန်ဝေချိုးဝန်လက္ခဏာဖြစ်တယ်နောက်တစ်ခုက69 ratio ကိုလက္ခဏာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီနေရာမှာ frame size ရှိုးတယ်ဆိုလို့ရှိရင်ကျွန်တော် one one ratio one ကိုကျွန်တော်အသုံးပြုမယ်ပေါ့နော်အဲ့လိုမျိုးအသုံးပြုမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီမှာ aspect ratio ဆိုတာရှိပါတယ်နော်အဲ့တော့ဒီမှာ aspect ratio ဆိုတာရှိတယ်အဲ့ဒီကောင်လေးကိုကျွန်တော်တို့နှိပ်ပြရမယ် နှိပ်ပေးပြီးွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာဒီထိတ်ဆုံးအကောင်လေးကိုအရင်ရွေးလိုက်ပါရွေးပြီးွားပြီဆိုတော့မှကျွန်တော်တို့ကခုနကโอเคเนาะအဲ့တော့ဒီနေရာမှာဆိုလို့ရှိရင်ကျွန်တော် runway show ဘောင်းကိုကျွန်တော်ရွေးလိုက်မယ်ရွေးပွားပြီဆိုလို့ရှိရင် okay ကိုနှိပ်လိုက်မယ်เนาะ okay ကိုနှိပ်လိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်က runway show ဘောင်းတော့ဖြစ်သွားပြီဒါပေမဲ့ဗီဒီယိုတွေက frame မပြောင်းပါဘူးအဲ့လိုမျိုး frame မပြောင်းမှု မပြောင်းတာဖြစ်တဲ့အတွက်ဗီဒီယိုကိုလည်းကျွန်တော်တွေက site show ပေးရမှာဖြစ်ပါတယ်နော် site show ပေးဖို့အတွက်ကိုကျွန်တော်တို့မှာ transform ဆိုတာရှိပါတယ် transform လေးကိုတစ်ချက်နှိပ်ပါနှိပ်ပြီးပါပြီဆိုလို့ရှိရင်သူ့ကိုဒီမှာ resize ဆိုတာရှိတယ်အဲ့ဒီ resize ကိုကျွန်တော်တို့တစ်ချက်နှိပ်ပြလိုက်ပါနှိပ်ပြီးပါပြီဆိုလို့ရှိရင်ကျွန်တော်က one way show one ကိုဟာလာအသုံးပြုမှာဖြစ်တဲ့အတွက် one way show one ကိုနှိပ်လိုက်ပါနော် okay နော်နှိပ်ပြီးတော့ကျွန်တော်ဒီမှာသူ့ကိုအမှန်ချစ်ပေးလိုက်နော် အမှန်ချစ်ပေးလိုက်ပြပါပြီဆိုလို့ရှိရင်ကျွန်တော်ဒီကောင်ကိုအခုလိုမျိုးလက်ကလေးနဲ့ဆွဲပြီးတော့ရှင်းပေးလိုက်ပါနော်အခုလိုမျိုးလေးအနာပေါ့နော်အနာလေးခုမှာကျွန်တော်ဒီကဒီအပြရောင်အပြရောင်တန်းလေးပေါ့နော်အဲ့ဒီဟာလေးပြည့်သွားပြီဆိုလို့ရှိရင်ဒါပေါင်ပြည့်သွားပြီပေါ့နော်အကယ်၍အပြရောင်တန်းလေးရဲ့အထက်မှာအမဲလေးရှိနေတယ်ဆိုလို့ရှိရင်ဒါ frame ကမပြည့်ဘူးနော်အဲ့ဒါလေးတွေကိုကျွန်တော်ဒီတီထားမှာဖြစ်ပါတယ်ပြီးလို့ရှိရင်တော့ကျွန်တော်ဒီဘက်မှာโอเคနော် ဒါဆိုလို့ရှိရင်ကျွန်တော်တို့က69:1ဗီဒီယိုကဖြစ်နေတယ်ဒါကိုကျွန်တော်တို့က1:1ပြန်ချိုးပါပေါ့နော်ပြန်ချိုးမှဖြစ်တဲ့အတွက်ကျွန်တော်သူ့ကိုခုနက cross to ကိုသွားပြီးတော့ယူပါမယ် okay နော်ပြီးလို့ရှိရင်ကျွန်တော်ကဒီမှာ reside ပေါ့နော် reside မှာကျွန်တော်တို့က1:1ကိုယူလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာ frame ကိုတည့်လိုက်မယ်လက်ကလေးနဲ့နည်းနည်းလေးဆွဲလိုက်ပေါ့နော် လက်လေးနဲ့နည်းနည်းဆွဲချုံလိုက်ပြီးပါပြီဆိုလို့ချင်းကိုလိုချင်တဲ့အနေထားပေါ့ဗျာကိုကဘယ်လိုမျိုးလိုချင်လဲဒီဘက်ကိုလိုချင်တာလားဒါမှမဟုတ်ဒီဘက်ကိုလိုချင်တာလားကျတို့ကဒီလူရဲ့တက်တဲ့ပေါ့နော်ဒီ position အတိုင်းကိုကျတို့က position ကြက်ကြလေးလိုချင်တာဖြစ်တဲ့အတွက်ကျတို့ဒီလိုမျိုးချိန်လိုက်တယ်ချိန်ပြီးပါပြီဆိုလို့ချင်းကျတို့ဒီမှာအမှန်လေးရှင်းလိုက်တယ်ပြီးရင်တော့သူ့ရဲ့ position ကိုကျတို့တွေကအခုလိုမျိုး frame ကိုဆွဲပြီးတော့ချက်ပြီးလိုက်တယ်ကျွန်တော်ပြောသလိုပဲဒီအနားလေးခုမှာအပြာရအောင်ပေါ့နော် အပြောင်အလဲလေးတွေပြည့်သွားပြီဆိုလို့ရှိရင်ပြောင်လေးတွေဖြစ်သွားပြီဆိုလို့ရှိရင်လွတ်ပေးလိုက်ဒါဆိုလို့ရှိရင် frame ကပြည့်သွားပြီပေါ့နော်ပြည့်သွားပြီဖြစ်တဲ့အတွက်ဒီ video ဒီ one way show one side ဖြစ်ပါတယ်နော်ဒါ video တပုတ်ကိုတီးဖြတ်မယ်ဆိုလို့ရှိရင်အရေးကြီးဆုံးအချက်ဖြစ်ပါတယ်ဟုတ်ပြီနော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ video မှာကျွန်တော်တို့စေ့မယ်ပေါ့ဗျာ okay စေ့မယ်ဆိုလို့ရှိရင်ဒီမှာ export လုပ်လိုက်မယ်နော် export ကိုနှိပ်လိုက်မယ်အဲ့တော့ ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့စိတ်သွားပြီပေါ့ဗျာဒီလိုမျိုးစိတ်နေတဲ့အချိန်မှာကျွန်တော်တို့ကိုယ့်ရဲ့ဖုန်းကိုလုံးဝလော့ခတ်သွားတာမျိုးနောက်တစ်ခုကအပြင်ထွက်ပြီးတော့အခြားဟာကိုတုံးတာမျိုးလုံးဝလုံးမရဘူးပေါ့နော်အဲအဲ့ဒါလေးတွေသိထားဖို့လိုပါတယ်အေးစပိုးထုတ်တာကျွန်တော်တို့920အဲ quality နဲ့ထုတ်တာဖြစ်ပါတယ်။ဟုတ်ကဲ့ပါ။ကျွန်တော်ရဲ့ဗီဒီယိုတွေကိုအားပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာလည်းဘလို့အကြောင်းအရာတွေဘလို့နည်းလမ်းတွေသိကျင်လဲဆိုတာကိုထပ်ပြီးတော့ comment လေးမှာရေးခဲ့ပေးပါဦးခင်ဗျာ။